မဟုတ်မမှန်တဲ့တင်းနေလှုပ်ပြီးမရေးချနဲ့ကျွန်တော်မကြိုက်ဘူးဆိုတဲ့အောင်ရင်ချံအဲ့နောက်ကြပြီးကလေးကတင်းလူသားဖြစ်ခဲ့ရတဲ့အောင်ရင်ချံကတော့အခုလက်တင်းတစ်ခုနဲ့ပြည်သူတွေကြမှာခရက်ထားခဲ့ပြန်ပါပြီတခုလက်ကလေးမေတတိမကိုယူလို့သူ့ဘွားကပြောစရာဖြစ်နေတာမပြီးဆုံးနိုင်တဲ့ကြားကနေအခုလက်တင်းစိုးတစ်ခုကိုကျင်းပြီးတော့သူ့ကိုစိတ်အနှောက်ယှက်ပေးလာခဲ့ပြန်ပြီလည်းဖြစ်ပါတယ်လက်ကြော်ပြည်သူတွေကြမှာပြက်နေတဲ့တင်းကတော့အောင်ရင်ချံတည်ပြီးဆိုတဲ့တင်းမှာရှင်ဘသူကဘလို့ဖြန့်လိုက်တယ်လည်းမသိပေမဲ့ပြည်သူတွေကြမှာရောမိသားစုဝင်တွေအမျိုးတွေကြမှာပါအောင်ရင်ချံဆုံးပြီဆိုတဲ့တင်းကဟိုလီတကြောကြောပါ ါပဲ။အောင်ရည်ချမ်းရဲ့တရင်ကိုကြားပြီးတော့ပြည်သက်တွေကြားခဲ့ထားခဲ့သလိုအစိုးဆုံးကတော့မိသားစုဝင်တွေကြားမှာလည်းဖြစ်ပါတယ်။သူရဲ့တရင်စိုးကိုကြားလာနေမိသားစုဝင်တွေကစိုးရင်ပြီးတော့ဖုံးဆက်မြ мян ကြသလိုမိတ်ဆွေတွေကလည်းစိုးရင်တကြီးဖြစ်နေကြပါတယ်။မိသားစုဝင်တွေကတော့တရင်မကြောင့်ရရကြည့်ပြီးတမတ်လိုက်ဆိုပြီးတော့ဖြောင်းဖြားကြပြီးမေးအောင်ရည်ချမ်းကတော့အဲ့ဒါကိုအတိတ်ကောင်းလို့မတတ်မှတ်ပါဘူးတဲ့နော်။မမှန်ကန်တဲ့တရင်ကြောင့်မိသားစုတွေရင်းနှီးတဲ့သူတွေစိုးရင်ပူပန်နေကြတာမို့အောင်ရည်ချမ်းကတော့အားလုံးတန်တရားကင်အောင်မီဒီယာရှေ့ကနေလူလုံးပြပြီးတော့ဖြစ်ရှင်းလာခဲ့ပြီးဖြစ်ပါတယ်။အ ောင်ရင်ဇန်ကအခုလိုပြောဆိုမှုမျိုးကိုလုံးဝမကြိုက်ပါဘူးတိုးတက်လာတဲ့ခက်မှာအဲ့ဒီလိုတွေမဟုတ်မမှန်ရေးတာဝေရှာနီတမျိုးဆိုတာသိပေမဲ့သူ့နာမည်ကိုအတုံးချတာမျိုးမကြိုက်ဘူးဆိုပြီးတော့ပြပြတသားပြောဆိုလိုက်တာဖြစ်ပါတယ်ရှင်